ပူပြင်းခြောက်တွေ့နေသောမြို့ပြလမ်းမကြီးပေါ်တွင်အမျိုးသမီးတဦးသည်ရဲတပ်ဖွဲ့ဝင်၃ဦး၏မတရားပြုကျင့်ခြင်းကိုခံနေရသည်သို့သောထိုအမိုက်ကောက်အမျိုးသမီးသည် မထင်မှတ်ထားသောလှုပ်ဝက်ချက်တစ်ခုကိုဖုံးကွယ်ထားရာ ထိုရုပ်ဝက်ချက်ကအခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်မိဖြစ်သည်နေလေခင်အချိန်နေမင်းကြီးသည်ရန်ကုန်မြို့ကောင်းကင်ရံအထက်တွင်ပြင်းထန်စွာတည်ရှိနေသည့် ပူပြင်းသောအပူချိန်သည်ကတရာလမ်းကြောင်းများနှင့်လမ်းဘေးတလျှောက်တန်းစီနေသောရှေးဟောင်းအဆောက်အုံများမှ ပြန်လည်ဟတ်ထွက်နေသည်ခြောက်တွေ့သောလေသည်ဖြတ်သွားသူတိုင်း၏မျက်နာကိုရိုက်ခတ်နေသောကြောင့်ဤမျိုးသည်ပုံမှန်ထက်ပုံမိုခြောက်တွေ့နေတကယ်သို့ခံစားရသည်ကာဟွန်းတံများစူညံစွာထွက်ပေါ်နေပြီးမြစ်စိတ်ကမ်းမှလာသောလှေများ၏အတံများကရန်ကုန်မြို့၏ပူပြင်းခြောက်တွေ့သော နေလေခင်းကိုပုံမိုစူညံစေသည် ထိုနေ့လေခင်းတွင်ရန်ကုန်မြို့၏စီကားသောလမ်းမများပေါ်တွင်ရွေသူများထဲမှ ထူးခြားသောမိမပြိုတူဖြစ်တန်းသွားလာနေသည်သူမသည်ဟောင်းနှွင့်ညစ်ပတ်နေသောအဝိစားများဝစ်ဆင်ထားပြီး သူမ၏ကိုယ်ပေါ်တွင်အမှိုက်များထည့်ထားသောအိတ်ကြီးတစ်လုံးကိုထမ်းပိုးထားသည် သူမသည်လမ်းဘေးရှိ ကုံစုံဆိုင်များနှင့်တိုက်တာအဆောက်အုံများကြားမှခိုင်မာတော်လဲတိုင်းနာထားသည့်ခြေလမ်းများဖြင့်လမ်းလျှောက်နေသည် သူမသည်အမှိုက်ကောက်သမားတအူးအဖြစ်ဟန်ဆောင်ထားတော်လဲသူမ၏နောက်ွယ်တွင်ခိုင်မာသောစိတ်တဲနှင့်ရှု ဝဆန်းကျယ်မှုများပုံွယ်နေသည်သူမသည်မြင်းများပင်ဘဝ၏အထုအထောင်းများကိုမြင်ဆိုင်ရစေကမူသူမ၏မျက်နာတွင်မရင်းရိုင်သောတဏှိဌံများထင်ဟပ်နေသည်လမ်းပေါ်ရှိလူများသည်သူမကိုမမြင်တရားပြု၍တစ်ချက်တစ်ချက်သာကြည့်ပြီးကိုလန်းကိုဆက်လျှောက်သွားကြသည်မြည်သူမြသူမအားစိတ်မဝင်စားကြသလိုသူမကိုတာမန်လမ်းပေးလူဖြစ်သာရှုမြင်ကြသည် သို့သောထိုအချိန်တွင်လမ်းနောက်တနေရာ၌အရက်ပုပ်ပုဝဝဖြူဖြူရဲတပ်ဖွဲ့ဝင်တဦးအရက်မြင့်မြင့်ခတ်ထွားထွားရဲတပ်ဖွဲ့ဝင်တဦးပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်တဦးတို့ဆောင်ဆိုင်နေကြသည်ရင်တို့သည်မြင်းနီကုန်းစီလန်းစုံတွင်ခဏတာနားနေပြီးပူပြင်းလာသောရာသီဥတုကြောင့်သူတို့၏မျက်နာများမှာချွေးများဆိုးရွှဲနေသည်သူတို့သည် နေဘက်တလျှောက်မြည်သည့်ငွေမှမရသေးသောကြောင့်စိတ်ပြက်နေကြသည်မနက်ကလေးကသူတို့အားတိုက်ကျွေးငွေပေးမိသူတယောက်မှမရှိခဲ့ပေ သူတို့ထဲမှဝါဝါဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်တဦးကဒေါသတကြီးစေးပြင်းလေးကိုမိညိလိုက်သည်စေးပြင်းလေး၏အဖျားပိုင်းသည်ပူပြင်းလာသော နေလေခင်းနေရောင်အောက်တွင်ပင်မြန်စွာလောင်ကျွမ်းသွားသည်ဒီမနက်ကလေးကဘာမှမရသေးဘူးဒီလူတွေဘယ်ရောက်သွားလဲမသိဘူးသူကစိတ်မရှိစွာပြောလိုက်သည်ဒီနာတဝိုက်မှာတောင်းလို့ရမယ့်လူတွေဘယ်မှမရှိတော့ဘူးထင်တယ်လို့သူ့ဘေးကပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်ကခက်ချေချေပြောလိုက်သည် သူတို့ကရန်ကုန်လမ်းမပေါ်ရှိ လူများကိုတာမန်လူများဖြစ်တာမြင်ကြပြီးလမ်းဘေးလူများကိုကြိုက်တယ်လို့ချင်းချောင်းနိုင်သည်ဟု ယူဆထားကြသည်။သူမ၏မြစ်ပတ်ဟောင်းနှန်းနေသောအဝတ်စားများနှင့်ပင်မနှွမ်းနေနေသော မျက်နာက သူမကိုအလွယ်တကူအနိုင်ကျင့်နိုင်သည့်ပြစ်မှတ်တစ်ခုအဖြစ်ပေါ်လွင်စေသည်။ဟေ့မိမဘာတွေလုပ်နေတာလဲဝါဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်ကမြေပြင်ပေါ်သို့တရွေ့ထွေးရင်းအော်ပြောလိုက်သည် ကျန်နှူးကလည်းတောင်ပြောင်တယော်သည့်အပြုံများဖြင့်ခေါင်းကြီးလိုက်ကြသည်ဥပြင်းမှုကြောင့်၆တွေ့နေသောသူတို့၏မြခမ်းများကရန်လိုနေသည့်ဟန်ကိုဖော်ပြနေသည်ထိုမျိုးသမီးရီနာကသူတို့ရောက်ရှိလာခြင်းကိုသတိပြုမိတော်လဲတစ်ချက်သာလှမ်းကြည့်ပြီးသူမ၏လှမ်းလျှောက်နေသောခြေလမ်းများကိုမရက်တန့်ခဲ့ပေသူမသည် သူမ၏ဟန်ဆောင်မှုကိုဆက်လက်ထိန်းသိမ်းထားခဲ့သည် ဟေမင်းပဲသွားမလို့လဲခတ်ထွားထွားရဲတပ်ဖွဲ့ဝင်ကမာကျောသောအတန်ဖြင့်အော်ဟစ်လိုက်သည် သူသည်သူမရှိတွင် ခိုင်မာစွာရက်လျက်ရှိပြီးမင်းပါရေးဆောင်လာတာလဲအဲ့ဒါမူရစေဝါတွေများလားဟုမေးလိုက်သည်ရီနာသည်သူမ၏လမ်းမောင်တလျှောက်ခိုင်မာစွာလှမ်းလျှောက်နေသည်သူမသည်မျက်နှာကိုငုံထားပြီးသူတို့၏စကားကို မကြားဟန်ဆောင်နေသည်သူမသည်အခြေအနေကိုတုံးသက်နေပြီး သူမ၏အမူအရာကအေးဆက်နေသည်ရီနာသည်အခြေအနေကိုသတိထားပြီးတည်ငြိမ်စွာနေထိုင်သည်သူမသည် အကြောင်းအလံမရှိဘဲသူတို့၏စကားများကိုလစ်လျူရှုထားသည် သူမသည် အကြောင်းအလံမရှိဘဲသူတို့၏စကားများကိုလစ်လျူရှုထားသည်ရဲတပ်ဖွဲ့ဝင်၃ဦးက သူမကိုစော်ကားရန်အခွင့်ကောင်းရပြီဟု ယူဆကားမြည်သူမဆိုအင်အားနည်းသူကိုအဆက်ခွဲရန်လွယ်ကူသည်ဟုထင်နေကြသည် သူတို့သည်မိမိတို့ကိုယ်ကိုထောင်ချောက်တစ်ခုထဲသို့ဖြည်းဖြည်းချင်းဝင်ရောက်နေကြောင်းမသိခဲ့ကြပေလမ်းဘေးတလျှောက်ရှိအခြေအနေကတင်းမာလာသည်ရဲတပ်ဖွဲ့ဝင်၃ဦးက ရီနာကိုဝိုင်းရံထားပြီးကြီးမားသောကိုလုံးကိုယ်ရေများဖြင့် သူမအားချင်းချောင်းနေကြသည်ဝဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်က ရီနာ၏ပခုံးပေါ်မှအိတ်ကိုဆွဲယူကမြေပြင်ပေါ်သို့ပစ်ချလိုက်သည်ဒီအိတ်ထဲမှာဘာတွေပါလဲသူကကြဲလောင်စွာအော်ဟစ်လိုက်သည်လမ်းသွားလမ်းလာအချို့ကလည်းဆက်ဆုစွာလှမ်းကြည့်ကြသည်မင်းဒီနေရာကိုအမိုက်ပစ်ဖို့နေရာလို့ထင်နေတာလားပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်ကထပ်ပြောလိုက်သည်မင်းလိုလူတွေကမြို့ကိုဖျက်ဆီးနေတာ ရီနာဒီတိတ်ဆိတ်စွာပင်နေသည် သူမကိုအနိုင်ကျင့်နေသည်ကို သူမခံစားနေရတော့လေသူမ၏အေးဆက်သောမျက်လုံးများ၏နောက်ွယ်တွင်တွက်ချက်မှုတစ်ခုကစဉ်းစားနေသည် သူမသည်အခြေအနေကိုခံမှန်းပြီးတုံ့ပြန်ရန်အချိန်မရောက်သေးဟုယူဆလိုက်သည်ထို့နောက်ခတ်ထွားထွားရဲတပ်ဖွဲ့ဝင်က ရီနာ၏ပါးကိုပြင်းထန်စွာရိုက်လိုက်သည်ရီနာသည်အနေငယ်နောက်သို့ဆုတ်သွားတော့လေသူမ၏မျက်နှာတွင်မြည်သည့်ခံစားချက်မျှမပြောင်းလဲပေရဲတပ်ဖွဲ့ဝင်၃ဦးကမြေပြင်ပေါ်ကျနေသောသူမ၏အိတ်ကိုဆွဲဖွင့်ပြီး ည်အတွင်းမှပလတ်စတစ်ပလင်းများနှင့်အမိုက်ဟောင်းများကို ထိုးပေါက်ရှာဖွေနေကြသည်ဒီထဲမှာဘာမှမရှိဘူးဘဝဖြူဖြူရဲတပ်ဖွဲ့ဝင်ကအော်ပြောလိုက်သည်ဒီမိမဘာမှမပါဘူးပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်က ရီနာ၏မျက်နှာနားသို့ကက်ကာချင်းချောက်လိုက်သည် ဖြေစမ်းမဟုတ်ရင်ငါတို့ရုံကန်းကို ခေါ်သွားပြီးအပြစ်ပေးမယ်။ရီနာဤရင်ထဲတွင်ဒေါသများပြည့်နှက်နေတော်လဲ။သူမသည်အခြေအနေကအထွတ်ထိပ်ရောက်နေပြီဟု တည်သည်သူတို့သည်ကန့်တက်ချက်ကိုကြော်လွန်သွားပြီဖြစ်ပြီးအခြေအနေကိုပြန်ပြောင်းလဲရန်မှန်ကန်သောအချိန်ကိုသာသူမဆောင်ဆိုင်နေသည်ရဲတပ်ဖွဲ့ဝင်၃ဦးကဒေါသတကြီးဖြစ်နေပြီးသူတို့၏မျက်နှာများမှာပူပြင်းမှုနှင့်ဒေါသတို့ကြောင့်နေရဲနေသည်ဝဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်ကရီနာကိုရိုက်နှက်ရန်စူးစမ်းနေသည်ရီနာကသူတို့၏လက်များကိုဖမ်းဆွဲလိုက်ပြီးသူမ၏မျက်နှာတွင်နာကျင်မှုမရှိဘဲငြိမ်သက်နေသည်သူမသည်ကတရာလန်း၏ ပူပင်မှုနှင့်ဒူးကောင်း၏နာကျင်မှုကိုသာခံစားနေရသည်သို့တော်သူမ၏တိတ်ဆိတ်မှုကသူတို့၏အား내ချက်ကိုတွက်ချက်နေခြင်းဖြစ်သည်သူမ၏တည်ငြိမ်သောအမူအရာကထိုရဲတပ်ဖွဲ့ဝင်များကိုပို၍ဒေါသထွက်စေသည်သူတို့သည်သူမကိုအလွယ်တကူအနိုင်ကျင့်နိုင်သည့်ပြစ်မှတ်တစ်ခုအဖြစ်မြင်နေကြသည်သူတို့သည်မိမိတို့ကိုယ်ကို နေပေါ်ရောက်နေသည်ဟုခံစားနေရပြီးညီသူမျှမတားဆီးနိုင်ဟုထင်နေကြသည်သူတို့သည်သူမကိုအားမရှိသောအမိုက်ကောက်သမားတဦးအဖြစ်သာမြင်ကြသည်သို့တော်သူမ၏အေးဆက်သောမျိုးလုံးများ၏နောက်ွယ်တွင်လက်စားချေရန်ပြင်ဆင်နေကြောင်းသူတို့မသိခဲ့ကြပေသူမသည်သူတို့၏နောက်ဆုံးအမားကိုသာစောင့်ဆိုင်နေပြီး ထိုချိန်ရောက်လျင်သူတို့ထဲမှတဦးတယောက်မှ သူတို့၏လုံရက်၏အကျိုးဆက်ကို ခံနိုင်မည်မဟုတ်ပေလမ်းဘေးရှိစုညံတန်များက လူအများဤအာယုံကိုဖန်းစားလာသည်လမ်းသွားလမ်းလာများက ပထမတွင်တစ်ချက်သာလှမ်းကြည့်ကြတော့လေယခုအခါဝေးဝေးမှရက်ကြည့်နေကြသည်တစ်ပင်အောက်တွင်ခိုးနားနေသောအွန်လိုင်းတက္ကစီမောင်းသူအချို့ကလည်းသူတို့၏မျက်လုံးများကိုပြူးကျဲအောင်ကြည့်ပြီးဖြစ်ပျက်နေသည်များကိုနားလည်အောင်စူးစမ်းနေကြသည်ရဲတပ်ဖွဲ့ဝင်၃ဦး၏အော်ဟစ်တန်များနှင့်လောင်ပြောင်တေယောတန်များကကားများ၏စူညံတန်များကြားတွင်ထွက်ပေါ်လာသည် ို့တော့မြည်သည့်ပြည်သူကမျှရှင်းကဲ့ရန်မရဲဝံ့ကြပေ။အားလုံးကတိတ်ဆိတ်စွာရက်နေကြပြီးမတရားမှုကို သူတို့၏မျက်စိရှိတွင်ဖြစ်ပျက်စေခဲ့ကြသည်။အချို့သောပြည်သူများကပင်သူတို့၏ဖုံးများကိုထုတ်ယူကာလုံခြုံသောအကွာအဝေးမှရိုက်ကူးနေကြသည်။ သို့သောရဲတပ်ဖွဲ့ဝင်၃ဦးဝစ်ဆင်ထားသောအမျိုးရောင်ယူနီဖောင်းအပေါ်ကြောက်ရွံ့မှုကသူတို့ကိုပို၍လှုပ်ဆောင်ရန်မရေဝန့်စေခဲ့ပေလမ်းပေါ်တွင် အာဏာပိုင်များနှင့်ထိတ်တန့်ရင်ဆိုင်ခြင်းကပြည်ထနာများကိုရှေ့ကျစေနိုင်သည်ကိုသူတို့သိကြသည် သူတို့သည် ESS ကြမ်းကြုတ်မှုကိုရပ်တန့်ရန်လုံလောက်သောရဲရင်သူတို့အူပေါ်လာရန်သာမျှပေါ်လင်းနေကြသည် လူအများကြီးအကြည့်များကြားတွင်ရီနာသည်နာကျင်မှုတံကို ခံစားနေရတော့လဲမလုံမရှက်ရက်နေသည်သူမ၏ကိုယ်ပေါ်တွင်ရိုင်းနှက်မှုတံရများနှင့်ကံကြောက်မှုတံရများထင်ကျန်နေသည်သို့တော်သူမသည် လုံးဝတုံ့ပြန်ခြင်းမပြုခဲ့ပေထိုအချိန်တွင်ရဲတပ်ဖွဲ့ဝင်၃ဦးကပို၍ရဲရင်လာကြသည်သူတို့သည် သူတို့၏လုံရက်ကိုမြည်သူမျှမတားဆီးနိုင်ဟုထင်နေကြပြီးဤအခြေအနေက သူတို့အတွက်အခွင့်အရေးဖြစ်သည်ဟုယူဆနေကြသည် ရီနာဤတည်ငြိမ်မှုကရဲတပ်ဖွဲ့ဝင်၃ဦးကိုပို၍ဒေါသထွက်စေသည်ပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်ကရီနာဤလေဘင်းကိုဆွဲကပြောလိုက်သည် အခုမှပြုံးနိုင်သေးလားယုံရောက်ရင်ငိုရလိမ့်မယ် သို့တော့ရီနာကမြည်တိတုံ့ပြန်မှုများမပြုဘဲသူမကိုဆွဲခေါ်သွားခွင့်ပြုလိုက်သည်သူမ၏အေးဆက်သောမျက်လုံးများ၏နောက်ွယ်တွင် သူမမိသူဖြစ်သည်ကိုဖော်ထုတ်ရန်မှန်ကန်သော အချိန်ကိုစောင့်ဆိုင်းနေသည်ဒေါသများကိုထိမ့်ချုပ်ထားသောခတ်ထွားထွားရဲတပ်ဖွဲ့ဝင်က စိတ်မရှိတော့ဘဲအော်ဟစ်လိုက်သည် မင်းကဘာလို့ဒီလောက်ခေါင်း မနေရတာလဲရီနာက သူတို့ကိုဆူးရှသောအကြည့်ဖြင့်ကြီးလိုက်သည် ထိုကြီးကသူတို့၏စိတ်ကိုထိတ်လန့်သွားစေသည် ထိုကြီးကသူတို့အားတာမန်လူဖြစ်တာရှုမြင်သောမျက်လုံးများမဟုတ်တော့ဘဲအမှန်တရားကိုဖော်ထုတ်မည်မျက်လုံးများဖြစ်နေသည်ထို့နောက်ရီနာသည်သူမ၏ကပတ်မှရွှေရောင် အမှတ်တရစိတ်တစ်ခုကိုဆွဲထုတ်လိုက်သည် နေရောင်အောက်တွင်တောက်ပနေသော ထောင်လန်းရေးတစိမ့်ဖြစ်သည့်ညီတိစကားမှမပြောဘဲရီနာကထိုတစိမ့်ကိုရက်တက်ဖွဲ့ဝင်၃ဦးရှေ့တွင်မြောက်ပြလိုက်သည်သူတို့၃ဦးစလုံးနေရာတွင်ပင်ရက်တန့်သွားကြသည် လုံလောက်ပြီးရီနာကတည်ငြိမ်တော်လဲအေးဆက်သောအတန်ဖြင့်ပြောလိုက်သည် သူမ၏အတန်ကအမြဲတမ်းချင်းချောင်းနေလေးရှိသောသူတို့၏ရင်ထဲသို့တက်တက်ဆိုင်ဝင်သွားသည်ရက်တက်ဖွဲ့ဝင်၃ဦး၏တုံ့ပြန်မှုကချက်ချင်းဆိုသလိုပြောင်းလဲသွားသည် လေပင်ကိုဆွဲထားသောပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်ကသူမ၏လက်ကိုလှုပ်ချလိုက်ပြီးမျက်နှာဖြူဖြောလျက်နောက်သို့ဆုတ်သွားသည်ခတ်ထွားထွားရဲတပ်ဖွဲ့ဝင်ကမျက်လုံးပြူကျဲစွာဖြင့်တစိမ့်ကိုစိုက်ကြည့်နေသည်ဝဝဖြူဖြူရဲတပ်ဖွဲ့ဝင်ကတုံလုံးစွာဖြင့်ခေါင်းကိုငုံထားသည်သူတို့သည်ဤမျိုးသမီးကတာမန်လူမဟုတ်ကြောင်းယခုမှသဘောပေါက်သွားကြသည်လူအများ၏အာယုံဆိုင်မှုကယခုအခါရှင်းရှင်းလင်းလင်းမြင်နေရသောတစိမ့်စီတို့ရောက်ရှိလာသည် ရိုက်ကူးနေသောကင်မရာများကရဲတပ်ဖွဲ့ဝင်၃ဦး၏မျက်နှာပေါ်ရှိထိတ်လန့်တုန်လုံးနေသောအမူအရာများကိုမှတ်တမ်းတင်ထားသည်ပထမတွင်ကြောက်ရွံ့မှုများလွှမ်းမိုးထားသော အခြေအနေကယခုအခါရီနာကအပြည့်အဝထိမ့်ချုပ်ထားသော နေရာဖြစ်လာသည် ကျမတို့အဖွဲ့ဝင်တဦးကိုအထူးသဖြင့်လူအများရှိမှတိုက်ခိုက်ခြင်းရဲ့အကျိုးဆက်ကိုခမားတို့သိပါတယ်။ရီနာကတည်ငြိမ်တော်လဲချင်းချောက်မှုများပါဝင်သောအတန်ဖြစ်ပြောလိုက်သည် ရဲတပ်ဖွဲ့ဝင်၃ဦးက တလန်းချင်းစီနောက်သို့ဆုတ်သွားကြသည် သူတို့သည်မိဘရှေ့တွင် အမားလုံးမိသောကလေးများကဲ့သို့ဖြစ်နေသည်သို့သောရီနာအတွက်တော့ဒါရီကမပြီးသေးပါဒီနေ့ကိုခမားတို့အပိုင်လို့ထင်နေတာလားရီနာကမာကျောသောအတန်ဖြင့်သူတို့ကိုကြည်ရင်ပြောလိုက်သည်ဘဝဖြိုးဖြိုးရဲတပ်ဖွဲ့ဝင်ဤမျက်နာက ဖြူလျှော့သွားပြီးသူဤမျက်လုံးများကဘေးဘီတို့ရွှေလျားနေသည်စူယုံလာသောလူအုပ်ကြားမှထွက်ပြေးရန်လမ်းကြောင်းရှာနေတကယ်သူဖြစ်သည် ပိန်ပိန်ပါပါရဲတပ်ဖွဲ့ဝင်ကတုံရင်နေပြီးသူဤလက်ချောင်းများကသူဤယူနီဖောင်းခါဘက်ကိုမတိစိတ်ဖြင့်စုပ်ကင်ထားသည်သူသည်အဖမ်းခံရသောကလေးတဦးကဲ့သို့ခေါင်းငုံထားသည်ပုံမှန်ဆိုလျင်အတန်အကျယ်ဆုံးဖြစ်သောခတ်ထွားထွားရဲတပ်ဖွဲ့ဝင်ကမူယခုအခါပါဇက်ကိုပိတ်ပြီးရက်နေသည်သူဤမေယိုများကတင်းမာနေတော်လဲသူဤမျက်လုံးများကကြောက်ရွံ့မှုများဖြင့် ြီးနှက်နေသည်သူတို့သည်သူတို့၏လုံရက်များကိုမှတ်တမ်းတင်ထားပြီးဖြစ်သည်ကိုသိကြသည် ထောင်လန်းရေးတယောက်၂ယောက်၃ယောက်ဒီကိစ္စကို အများပြည်သူရှေ့မှဖြေရှင်းရမယ်အများပြည်သူများကလည်းယခုအခါပုံပွင့်လင်းလင်းပြောဆိုဝေဖန်လာကြသည်ရဲရရှိတွေကဘာလဲဟုမကြေမနက်ရေရွတ်တံများထွက်ပေါ်လာသည်ဒါကမတရားဘူး ဝါဝဖြူဖြူရဲတပ်ဖွဲ့ဝင်က တုံရီသောအတန်ဖြင့်ခေါင်းကြီးလိုက်သည်ခတ်ထွားထွားရဲတပ်ဖွဲ့ဝင်က မျက်ရည်များဝဲတက်နေသောမျက်လုံးများဖြင့်အရှိယမှုနှင့်ကြောက်ရွံ့မှုကိုထိမ့်ချုပ်ထားသည် သူတို့သည်ထိုနေ့ကသူတို့အတွက်အဆုံးသက်ဖြစ်သည်ကိုသိကြသည်ဤအရှိယမှုမှလွမြောက်ရန်လမ်းမရှိတော့ခြေကင်မရာများကမှတ်တမ်းတင်ထားပြီးဤသတင်းသည်ယခုအခါပြန့်နှံ့နေလောက်ပြီဖြစ်သည်တာဝန်ကျနေသောအရာရှိတအူးကိုတိုက်ခိုက်ခြင်းသည်ပြင်းထန်သောပြစ်မှုတစ်ခုဖြစ်ပြီး သူတို့ဤအလောက်ကိုင်းကို လုံးဝပျက်စီးစေလိမ့်မည်ထိတ်လန့်မှကူကသူတို့ဤတခုရဲသော မျောလင့်ချက်ဖြစ်သည် မင်းတို့ရဲ့လောရက်တွေအတွက်ဒီနေ့ပဲအပြစ်ပေးခံရလိမ့်မယ်ဂရီနာကသူတို့အားပြောလိုက်သည်ပတ်ဝန်းကျင်ရှိလူအများက တိတ်ဆိတ်စွာပင်ရက်ကြည့်နေကြသည် အချို့ကအံ့ဩစွာခေါင်းညိတ်ကြပြီး အချို့ကအခြေအနေကပြင်းပြန်စွာပြောင်းပြန်လှန်သွားသည်ကို မြင်သောကြောင့်စွန့်လျက်ရှိနေကြသည်ရဲတပ်ဖွဲ့ဝင်၃ဦးက ယခုအခါဖြူဖြော့ကတုံ့နှုတ်နေကြသည် ထိုနေ့သည်လမ်းပေါ်ရှိ သူတို့၏အလုတ်ကင်၏အဆုံးသက်သာမက သူတို့ဝတ်ဆင်ထားသောယူနီဖောင်း၏အဆုံးသက် သူတို့၏ကရိယာ၏အဆုံးသက်ဖြစ်သည်ကိုသူတို့သိကြသည်ဤဒီမှာပြီးဆုံးသွားသောအမှုတစ်ခုသာဖြစ်တော်လဲထိုရဲတပ်ဖွဲ့ဝင်၃ဦးအတွက်မူဤနေ့သည်သူတို့ဘဝတွင်အဆိုးဆုံးသောနေ့တစ်နေ့ဖြစ်ပေလိမ့်မည်